Hello အန်တိုကိုတင်ပြမယ့် video ကအစားအသောက် vlog မဟုတ်ပဲねចောင်းတက်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီးတင်ပြမယ့် vlog လေးပဲဖြစ်ပါတယ်။အန်တိုနောက်ရက်ဒီမှာចောင်းတက်ရမှာမလို့အန်တိုအရှင်လက်တော့ကအဝါရှိနေနေဘူးလို့အင်တော့လက်တော့အစ်တလုံးလို့ပေါ့နော်အဲ့ဒါနဲ့အင်သူကလက်တော့လည်းလိုက်စုံစမ်းနေတယ်အင်သူအရင်ရက်ကဒီချားလက်တော့ရောင်းနေဆိုင်လဲတွားကြည့်သေးတယ်တွားကြည့်ပြီးမဲ့ Apple မီတော့တွား Discount ချပြီပေါ့နော်ဒီလက်ဆောင်နေပါညာမပေးဘူးတွားမွေးခေတ္တနိုင်လို့မှအင်တော့ line တုံးနေနေတယ် post တခုတွေ့တယ်အဲ့ post မှာဆိုရင်ဒီဒီ Apple ဝင်ရင် discount ရတဲ့အကြောင်းပြီးတော့ရင်သူကចောင်းသားတွေသူက discount ပေးတဲ့အကြောင်းတွေ့တယ်အဲ့ဒီ post မှာပါတွေ့လဲဆိုသူကကြတော့ Mac ဝင်ရင်သူကကြတော့ AirPods free ပေးတယ် နောက်ပြီးတော့ရင် သူကအန်ပတ်ဝင်ရင် အပေးပန်စစ်တချောင်းပေးရဆိုတော့ပို့တွေ့တယ်။အဲ့တော့ဒီ promotion ကတော့တနည်းမှာတစ်ခါလုပ်ပြီးတယ်။ဒီတနည်းမှာတစ်ခါဆိုပြီးရင်လည်းသူကចောင်းသားတွေတွဲရည်ရွယ်ပြီးတော့လုပ်ပြီးတော့ပေါ့နော်။အဲ့တော့အင်္ဂလိပ်ကတော့ဝယ်မယ်ဆိုရင် student ID ကပြဖို့လိုတယ်။ student ID ပြမယ်ဆိုရင်သူတို့က short ဈေးပေးတယ်ပြင် airport free လည်းပေးတယ်ဒီ airport မှာဆိုရင် airport 2 3 pro ဆိုပြီးရေးလို့ရတာပေါ့နော်သူတို့ကိုက2ယူမယ်ဆိုရင်သူတို့ပစ္စံထပ်လိုက်ပြီးဆရာမလို့ဘူး3ယူမယ်ဆိုတော့ဘက်နေရာလိုက်ပြရတယ် ကိုကပရိုလို့ရှင်မဆိုရင်ဘန်1200လိုက်ပေးရတာပေါ့နော်အင်ဒူရဲ့ student ID ကတ်နဲ့နောက်တလုံးလာဝင်မှဆိုရင် airport ရသည်လားလို့မြင်တော့သူကမရဘူးပေါ့နော်ဒါမဲ့ iPad ဝင်မှဆိုရင်တော့ Apple Pay စီတော့ရမှာပေါ့နော်ဒီဒီ Indo ID ကတ်နဲ့နောက်ထပ်လက်တော့တလုံးလာဝင် airport မရတဲ့အကြောင်းတော့သူရှင်းပြခဲ့တယ်အဲ့တော့ဒီတိုင်းမှာကြောင်းတဲ့နေတဲ့လူတွေအဲလက်တော့ဝယ်ဖို့စဉ်းစားနေတယ် Apple တွေကတော့မှဆိုရင်ကို student ID ကတ်ပြပြီးတော့တွားဝယ်ပေါ့နော်အဲဆိုရင် Apple အာနေပြီးတော့ရင် airport လက်ဆောင်ပေးလိုက်မယ်တော့အင်ဒိုဒီဗလော့ကိုတင်လိုက်တာကကြတော့အင်ဒိုလိုပဲလက်တော့ရှာနေတဲ့လူတွေဆိုရင်ဒီဗလော့ကြည့်ပြီးတော့ရင်အချို့တခုရဖို့ဆိုပြီးအင်ဒိုတင်လိုက်တာဖြစ်ပါတယ်ကျေးဇူးပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗလော့ဒီမှာလည်းပြန်တွေ့ကြမယ်တတ်တာ